ချီကာဂိုဒန်ဗာနယူးယောက်နဲ့ဘော့စတန်မြို့တွေမှာတရားမဝင်ရွှေ့ပြောင်းအခြေချလာသူတွေကိုအေးမြူပဲနားခိုခွင့်ပေးထားတယ်ဆိုတော့အဲ့ဒီမြို့တွေရဲ့မူဝါဒတွေနဲ့ပတ်သက်ပြီးတော့ဝါရှင်တန်ကအမေရိကန်လွှတ်တော်မှာကန်တာကီအောက်လွှတ်တော်အမတ်ဂျိမ်းစ်ကိုမာဦးဆောင်ပြီးဗိုလ်ဒူနစ်ကပြုလုပ်တဲ့လွှတ်တော်ဂျာနာပွဲအတွင်းမှာအဲ့ဒီမြို့တွေရဲ့မြို့တော်ဝန်တွေကကာကွယ်ပြောဆိုသွားခဲ့ကြပါတယ် It is federal law to turn over တရားမဝင်နိုင်ငံတည်းဝင်လာတဲ့ဥပဒေချိုးဖောက်သူတွေကိုအမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ဌာန ICE ICE ကတာဝန်ရှိသူတွေလက်ထက်လွှဲပေးဖို့ကပြည်တော်စုဥပဒေဖြစ်ပါတယ်။ခမည်းတော်တော်များများကဒါကိုတားဆီးသွားမယ်လို့တရားဝင်လူသိရှင်ကြားပြောနေတဲ့သတင်းတွေကိုလည်းကျွန်တော်တို့ကြားနေရပါတယ်။ဒါကဥပဒေနဲ့ဆန့်ကျင်မှုဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးဒီနေ့ပိုကြားသိရမှာပါ။ ဝန် Brandon Johnson ကတော့သူ့မျိုးရဲ့မူဝါဒရည်နဲ့ပတ်သက်ပြီးတော့ American Outlook တော်ရဲ့အစိုးရပြည်ပြင်ပြောင်းလဲဆိုင်ရာကြီးကြပ်ရေးကော်မတီရှင်းမောင်မှာကာကွယ်ပြောဆိုသွားခဲ့ပါတယ် Chicago's welcoming city ordinance and our other laws and policies do not lead to more crime. They do not prevent cooperation. နိုင်ငံတကာတရားမဝင်ရောက်လာသူတွေကိုလက်ခံထားတဲ့ Chicago မြို့ရဲ့စီးမင်းစည်းကမ်းတွေနဲ့ကျွန်တော်တို့ရဲ့တခြားဥပဒေတွေနဲ့မူဝါဒတွေကြောင့်ယာစွေးမှုတွေထပ်ပြီးဖြစ်မလာစေသလိုယာစွေးမှုတွေနဲ့ပတ်သက်လို့လည်း ဖက်ဒရယ်တရားရေးအာဏာပိုင်တွေနဲ့မပူးပေါင်းရဘူးလို့ဒီမူဝါဒတွေကတားဆီးမထားပါဘူးကျွန်တော်တို့အနေနဲ့ရာဇဝတ်မှုကျူးလွန်သူတွေကိုလည်းလက်ခံမထားဘဲနဲ့ဖမ်းဆီးပါတယ်ဒီမိုကရက်မျိုးတော်ဝင် Ram Emanuel ရဲ့လက်အောက်မှာရှိတဲ့ရှီကာဂိုမြို့ကောင်စီကတော့နိုင်ငံတကာတရားမဝင်ဝင်ရောက်လာသူတွေကိုလက်ခံတဲ့ဥပဒေအမိန့်တွေကိုအတီးပြုပြဋ္ဌာန်းခဲ့ပါတယ်။ဒီဥပဒေက ICE တာဝန်ရှိသူတွေအနေနဲ့ဖမ်းဆီးထားတဲ့သူတွေကိုစစ်ဆေးမေးမြန်းတာဒါမှမဟုတ်မြို့ရဲ့အဆောက်အအုံတွေကိုအသုံးပြုတာတွေကိုကန့်သတ်ထားပါတယ်။ ။ဒါပြင် Illinois ပြည်နယ်ကလည်းပါတီနယ်လုံးရဲ့ထောက်ခံမှုနဲ့အလားတူ Illinois Trust Act ဆိုတဲ့ဥပဒေကို2019မှာ ပြဋ္ဌာန်းခဲ့တာပါ။တရားမဝင်ရွှေ့ပြောင်းချေချလာသူတွေကိုအရေးမယူဘဲနားခိုခွင့်ပေးထားတဲ့မြို့တွေကတော့ရာဇဝတ်မှုကျူးလွန်သူတွေအတွက်ခိုးလုံစရာနေရာပါ။ Tom Homan ဟာဘိုးအစိုးရရဲ့လူမှုကြီးကြပ်ရေးဆိုင်ရာရေးယူမှုကိစ္စရပ်တွေကိုကြီးကြပ်ဆောင်ရွက်နေတဲ့ အင်မီရိုနေဇက်လုံမျိုးရဲ့အရာရှိဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့ဒေသခံရဲတပ်ဖွဲ့တွေကိုသူတို့ရဲ့လူမှုအတိုင်းဝိုင်းတွေအတွင်းမှာအများပြည်သူဘေးကင်းလုံခြုံမှုကိုချိန်ချောက်နေတဲ့သူတွေကိုဖမ်းဆီးဖယ်ရှားတဲ့နေရာမှာကူညီဖို့အတွက်သူတို့လုံနိုင်သလောက်လုပ်ပေးစေချင်ပါတယ်တရားမဝင်ဝင်လာတဲ့သူတွေကိုနားခုတ်ဝင်ပေးထားတဲ့မူဝါဒတွေနဲ့ပတ်သက်ပြီးအမေရိကန်တရားရေးဌာနကရှီကာဂိုမြို့နယ်အယ်လ်နိုင်းပြည်နယ်တွေကိုဖေဖော်ဝါရီလမှာတရားစွဲခဲ့ပါတယ် ပြစ်မှုကျူးလွန်သူတွေအပါအဝင်တရားမဝင်ရောက်လာတဲ့သူတွေကိုဖယ်ရယ်အာနာပိုင်းတွေဖမ်းဆီးဖို့ခက်ခဲအောင်လုပ်ထားတဲ့ဥရီတွေနဲ့စီးမင်းတွေကိုတားဆီးဖို့ကြိုးပမ်းတာတွေကိုသူ့အနေနဲ့ကြိုးဆိုတယ်လို့ဟိုမန်ကပြောပါတယ် So you know we got home sanctuary cities accountable ကျွန်တော်တို့အနေနဲ့အဲ့ဒီမြို့တွေကိုတာဝန်ယူမှုတာဝန်ခံမှုရှိလာအောင် လုပ်သွားမှာဖြစ်ပြီးတော့အဲ့ဒီမြို့တွေနဲ့အဲ့ဒီသူတွေကိုကျွန်တော်တို့ကတရားရုံးမှာတရားစွဲသွားမှာဖြစ်ပါတယ် The phrase sanctuary city signals that ဒီမျိုးတွေကတော့သူတို့အနေနဲ့ IC တာဝန်ရှိသူတွေကိုကူညီဖို့အတွက်သူတို့မျိုးမှာရှိတဲ့အဆောက်အုံတွေကိုတုံးမှာမဟုတ်ဘူးလို့အရေးမို့ပြောဆိုထားပေမဲ့လည်းဒါကသူတို့အနေနဲ့ IC အဖွဲ့ကြိုးပမ်းချက်တွေကိုတားဆီးသွားမယ်လို့ပြောတာမဟုတ်ပါဘူး Jacqueline Steven ဟာအနောက်မြောက်တက္ကသိုလ်ကနေရပြန်ပို့ပြီးတော့ပြည်နယ်နံပေးတာရင်းနဲ့ဆိုင်တဲ့သုတေသနဌာနရဲ့ညွှန်ကြားရေးမှူးဖြစ်ပါတယ် There is nothing in the federal law that obligates affirmatively the police ဖက်ဒရယ်ဥပဒေမှာရဲတပ်ဖွဲ့ကဖြစ်စေ၊ပြည်နယ်ကဖြစ်စေ၊ခရိုင်ကဖြစ်စေ ICE ရဲ့နေရက်ပြန်ပို့ရေးမူဝါဒတွေကိုမဖြစ်မနေအကောင့်ထဲဖော်ရမယ်လို့တာဝန်ပေးထားတာမရှိပါဘူး။ Illinois ပြည်နယ်အစိုးရနဲ့တခြားတရားဥပဒေစိုးမိုးရေးအာဏာပိုင်တွေကတော့သူတို့အနေနဲ့ဥပဒေအတိုင်းလိုက်နာမယ်လို့ပြောပါတယ်။ တရားမဝင်ဝင်ရောက်လာတဲ့သူတွေကိုနားခုတ်ခွင့်ပေးထားတဲ့မျိုးတွေရဲ့မူဝါဒတွေကိုတရားစွဲဖို့အရင်ကလုပ်ခဲ့တာတွေကတော့မအောင်မြင်ခဲ့ဘူးလို့ Steven ကပြောပါတယ်။ The Justice Department in 2019 lost in California. The House တကောခုနှစ်တုန်းကတရားရေးဌာနက California မှာတရားစွဲတာရှုံးပါတယ်။တရားရုံးချုပ်ကအဲ့ဒီအမှုကို ပြန်လည်သုံးသပ်ဖို့ကိစ္စကိုလက်မခံခဲ့ပါဘူး။ဒါကြောင့်အဲ့ဒီအမှုကအမိန်ကစီရင်ထုံးအဖြစ်ဆက်ပြီးတော့ရှိနေပါတယ်။ ရှီကာဂိုမြို့မှာရွှေပြောင်းခြေချနေထိုင်သူတွေအများများလာတာကြောင့်ရှီကာဂိုမြို့ကောင်စီဖွဲ့ဝင်တချို့ကအဲ့လူတွေကိုအေးမယူပဲနောက်ခုံခွင့်ပေးထားတဲ့ရှီကာဂိုမြို့ရဲ့ဥပဒေတွေကိုပြောင်းဖို့ကြိုးပမ်းခဲ့ပေမဲ့လည်းရှီကာဂိုမြို့ကောင်စီကပြီးခဲ့တဲ့ဇန်နဝါရီလမှာမဲခွဲပြီးတော့မပြောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်ခင်ဗျာ။